ကိုသားလေးကအခုចောင်းတန်နေចောင်းတန်နေတဲ့ခါကျတော့ရှင်မင်းကငငယ်တော့ကဒီလိုမျိုးခိုးခဲ့တာဒါသမားဆိုင်မှာအဲ့လိုအမဲဆက်ကြီးထင်ခဲ့မှာလို့အရန်ကြောက်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ကိုသားသမီးကိုဒီလိုမျိုးလူညွန်တုံးစင်မဲ့အရာမျိုးတော့မဖြစ်ခဲ့ခြင်းဘူးပေါ့နော်အပြစ်ရှိရဆိုရင်တော့မှပဲလူကြီးကိုလှုပ်ခြင်းလို့ဥပဒေတိုင်းလှုပ်ခြင်းမဲ့လှုပ်ဘယ်လိုပဲလှုပ်လို့လှုပ်ခြင်း ဒီနားမလဲတဲ့ခလေးကိုတော့မလုံးစေချင်အဲ့ဒါတော့သူပြောချင်တယ်ပေါ့နော်ဒါပေမဲ့သမီးဥပဒေတိုင်းလုံးပါခလေးကိုလုံးရတဲ့ကြောင့်မို့လဲသမီးဥပဒေတိုင်းစောက်ရမယ်လို့လဲစုံးပြရတာလေတော်တော်လေးရှက်တယ်သမီးတို့အဲ့လိုမျိုးလဲသမီးတို့တစ်ခါမှရှိရှိမရှိရှိကိုသားသမီးကိုတရားတက်နိုင်တရားကျွေးတယ်90တက်နိုင်90ကျွေးအဲ့လိုမျိုးတော့ဟောပဲကျွေးတယ် cô đã làm nhiều lẽ làm nhiều cô mà ra cái chứ và lúc bé bị cả liều mẹ ra mà cháu lúc bé ba thì nè đi tao mà chết cháu đi bà đấy ở đây cả cha lẽ mẹ ta cố rồi à mà chẳng ai giết chết င်းနဲ့ဘယ်လိုပတ်သက်ပြီးတော့လဲအမေတော်ပါဟုတ်လားအဲ့ဆိုဟိုတစ်ခါ Facebook ပေါ်မှာတက်လာတယ်ပေါ့နော်ဒီအန်ဒီယာကြတော့ဒီကလေးနဲ့ဘယ်လိုပတ်သက်လဲသူကပြောမယ်ဆိုအဖွာဝင်ခွဲပေါ့နော်အဖွာဝင်ခွဲတော်တယ်ကွာအဲ့လိုမျိုးပေါ့ငငယ်လေးတည်းကသူ့ကိုထိန်းတယ်ပေါ့အဲ့လိုမျိုးအဝတ်သွားလျှော်မယ်ဆိုပြီးတော့လဲခေါ်သွားရပေါ့နော်အဲ့လိုမျိုးပဲအဝတ်လျှော်မယ်လျှော်မယ်ပဲခဏခဏခေါ်သွားရပေါ့အဲ့လိုမျိုးပဲခေါ်လာဆိုတော့ပြန်လာရင်သူကမဖို့ပေးတယ်အအေးတွေပါတိုက်တယ်ပေါ့ကလေးကိုအဲ့လိုမျိုးလေးလုပ်တယ်အဲ့ဒါဆိုတော့အလုံးလုံး ခလေးတွေကြီးပဲထားခဲ့တော့အစင်မပြားကြောင့်ဩသူဒီလိုမျိုးလေးခေါ်သွားတော့လဲဘယ်လိုပဲဖြစ်ဖြစ်အထောက်ကူရတယ်ဟဲ့ဆိုပြီးတော့သူလာခေါ်တိုင်းလဲထည့်ပေးလိုက်တယ်ခလေးတွေလည်းမှားလာထည့်ပေးလိုက်သူဖွားပဲဆိုပြီးတော့အဲ့လိုမျိုးစိတ်ပဲရှိရပါတော့အခုလိုမျိုး line ပေါ်မှာတက်လာတော့ရင်ထဲမှာလည်းမကောင်းဘူးပေါ့နော်ဘယ်လိုလဲဆိုတော့ကိုသားသမီးကိုတွန်းလိုက် online ငောင်းလိုက်လို့အဲ့ဒီအချိန်ကနည်းနည်းတော့ခံစားလို့ရတယ်ပေါ့နော်ဒါပေမဲ့ ရင်းနှီးဖို့မယ်လောင်းမယ်ဆိုခါကြခါအားနိုင်တော့ဘယ်လိုပဲဖြစ်ဖြစ်မအေးဆိုတော့ကိုသားလေးကဟိုမှာဘယ်တော့ခံစားနေရတိရတဲ့အချိန်ကျတော့ညာ7နာရီတကောင်ကျော်မှတိခဲ့ရတယ်ကို့မှာဖုံးကအဲ့လိုမျိုးတွေပါကြည်ရကြည်စင်မရှိတော့ကို့ရှိကိုမတက်ဘူးပေါ့အဲ့လိုမျိုးသူများရှိကိုဖေးတယ်တော့များပြောမှတိခဲ့ရတယ်အဲ့လိုညနေမှတိရစေညာတော့အခုချိန်နေလဲမမအိမ်ကြီးဘူးပေါ့နော်ငမိုးလေးနေရ ။ဒီကခလေးကိုစိတ်ထဲမှာပဲကိုသားလေးဘာဖြစ်သွားလဲပြန်လာပြီးတော့လိမ့်တယ်မင်းနဲ့ထိုးကြည့်။အာဒဏ်ရာဒဏ်ရာတွေပါရရှိတာပြောတော့ तू ကမိုးလင်းမှာခြလောက်နာတယ်။ဒီလက်ကလေးတွေကိုပတ်ထားတဲ့ဟာနဲ့အဲ့ဒါကိုတော့ तू ပြတယ်။သူ့ဖေကို तू ပြတယ်။သူ့ကိုဒီလိုပတ်တယ်ဆိုရဲအကြောင်း तू ပြတယ်။အဲ့ဒါကြောင့်မလို့လဲစိတ်ထဲမှာလည်းမကောင်းဘောနော်။ကိုခံရခံစားရတယ်ပေါ့။ကလေးကိုများဘလောက်တောင်နေဘူးထဲမှာလှမ်းနေလှမ်းထားတယ် ူတို့ထွက်သွားတော့ခုနှစ်နာရီခွဲဆင်းနိုင်တော့ထွက်သွားပြီပေါ့နော်ဘယ်အချိန်ကနေနေလန်းထားလဲဆိုတော့မသိနိုင်ဘူးပေါ့နော်အဲ့ဒါပေါ့တော်တော်လေးကလေးကခံစားလိုက်ရမယ်လို့လေလူကြီးတောင်မှ9မီတောင်နေခွဲမှာမနေနိုင်ဘူးလေအဲ့ဒါကြောင့်မလို့ကလေးတယောက်ကနေဘူးထဲမှာတယောက်ကြီးနေလိုက်ကတော့အခုချိန်ကြီးလဲထမင်းတက်တော့လဲစားမရသေးဘူးညိုချောက်လည်းမရဘူးရေပဲတောက်တယ်မိုးလင်းနေထမင်းကတော့ထမင်းနဲ့ပတ်သက်တာဆိုတော့ဘာမှလည်းမစားဘူးပေါ့နော် သားသမီးတွေကိုခံစားနေရတော့အဲ့လိုမျိုးအဲ့လိုမျိုးခံစားနေရကြတော့ကိုသားလေးကအခုចောင်းတန်နေចောင်းတန်နေတဲ့အခါကျတော့ရှင်မင်းကငငယ်တော့ကဒီလိုမျိုးခိုးခဲ့တာဒါသမီးဆိုင်မှာအဲ့လိုအမဲဆက်ကြီးထင်ခဲ့မှာလို့အရင်ကြဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ကိုသားသမီးကိုဒီလိုမျိုးလူညွန်တုံးစင်မဲ့အရာမျိုးမဖြစ်သေးခြင်းပေါ့နော်အလုံးဥပဒေတိုင်းမဲ့လှုပ်ဆဲနေတယ်။ညာအလုံးအပြစ်ရှိရဆိုရင်တော့မှပဲ လူကြီးကိုလှုပ်ခြင်းလို့ဥပဒေတိုင်းလှုပ်ခြင်းမဲ့လှုပ်ပဲလှုပ်ပဲလှုပ်လို့လှုပ်စေခြင်းဒီနားမလဲတဲ့ခက်လေးကိုတော့မလှုပ်စေခြင်းအဲ့ဒါတော့သူပြောခြင်းတယ်ပေါ့နော်ဒါပေမဲ့သမီးဥပဒေတိုင်းလှုပ်ပါခက်လေးကိုလှုပ်ခဲ့တဲ့ကြောင့်မို့လဲသမီးဥပဒေတိုင်းစောက်ရမယ်လို့လဲစုံးပြတာလေအဲ့လိုမျိုးပြန်တွေးတာပေါ့သူလည်းမရှိလို့လှုပ်စားတာလို့ဆိုပြရောကိုကပြန်တွေးပါရဲ့သူ့မှာလည်းခက်လေးတွေတစ်ယုံတစ်တောင်ရှိပါတယ်သူကလှုပ်ကြည့်ရလို့လည်းမရှိဘူး လောက်ရွယ်လို့လည်းမရှိရဲ့အဲကြောင့်မလို့ဒီခလဲတွေကိုလောက်ရွယ်တယ်မိပါချင်းကိုချင်းစားပြီးတော့သူများလက်ညှိုးထိုးတာကိုလည်းခံလိုက်တယ်သူများပြောတာကိုလည်းခံလိုက်တယ်သူများကသူ့ရဲ့အမေရင်းပေါ့နော်ခလဲကိုကြီးလာတဲ့ဒီအမဲဆက်မပောင်လို့ဥပဒေတိုင်းလေးဆောင်ရွက်ပေးပါလို့အကူအညီတောင်းညင်ပါတယ်အကုန်လုံးသမီးတို့ကပညာရေးနေပါတဲ့အတွက်ကြောင့်မလို့ဥပဒေနဲ့ပတ်သက်တာတော့နားမလည်ပါဘူးဘလို့ ဘလို့လောက်ကမလဲဘလို့ခိုင်ရမယ်ဆိုတာနားမလဲပါဘူးတက်တဲ့လူတွေရှိလို့ရှင်လှုပ်ပေးပါအခုကြီးလှုပ်ပေးပါတို့တရားနေပဲတောင်းရင်ပါတယ်မိဘတွေကိုလည်းပြောချင်တာကတော့အခုသားသမီးတွေကိုပြစ်မထားခဲ့ဖို့ရယ်အဲ့လိုမျိုးရင်းရင်နဲ့မခွာစောင့်ရှောက်ပေးဖို့ရယ်အခုသမီးတို့မျိုးဒုက္ခတွေမကြုံတွေ့ရအောင်လို့မခံအောင်သမီးကအခုလောတယ်တော့တော်တော်ခံစားနေရတယ်ဟုတ်နော် သူများလက်ညှိုးထိုးတာကိုလည်းခံစားသမီးရဲ့ခလေးရလည်းဒီလိုအချင်းမျိုးမရှိဘူးပေါ့နော်ဒီရွက်ထဲမှာဒီလိုအချင်းမျိုးမရှိဘူးဆိုတော့အခုလူတွေကမပေးပြီပဲမျက်လုံးပေါင်းတောင်းချောက်လာဟာဝိုင်းကြည့်နေရဆိုတော့တော်တော်လေးရှက်တယ်သမီးတို့အဲ့လိုမျိုးလဲသမီးတို့တစ်ခါမှရှိရှိမရှိရှိကိုသားသမီးတို့တရားတက်နိုင်တရားကျွေးတယ်90တက်နိုင်90ကျွေးအဲ့လိုမျိုးတော့ဟိုပဲကျွေးတယ် ိုသားမီးကိုလည်းအဲ့လိုမျိုးခေါ်မစားခိုက်ခြင်းအဲ့ဒါတော့မိရဲ့စိတ်အမမ်းမဲဘယ်လိုပဲဖြစ်ခလေးအမဲစမချအောင်လုပ်ပေးပါလို့ဒီနေ့ကနေ့တောင်းပန်ခြင်းလဲကြောင်းနေပါလေအဲ့တခါကျရင်ခလေးကမင်းကတခိုးဆိုရဲအောင်မကြမ်းငယ်စစ်အဲ့ဒါပဲသူပြောရှင်ပါသမီးသားလေးကိုလည်းသမီး ရင်နဲ့မကွာစောက်ရှောက်မယ်လို့လည်းအခုဆုံးပြလာတယ်ပေါ့နော်ဘယ်တော့သွားဘဲလာလာခလေးကိုခေါ်သွားမယ်ပေါ့နော်ခေါ်သွားလို့မရတဲ့နေရာတော့တမိဘယ်လုံးမှမလုပ်ဘူးလို့လည်းဆုံးပြလာတယ်ခလေးပါတော့မရဘူးဆိုရင်တော့တမိမလုပ်တော့ဘူးအဲဘယ်လုပ်ပဲဖြစ်ဖြစ်အဲ့လိုမျိုးဆုံးပြလာတယ်ပေါ့နော်ခလေးကိုကိုနဲ့မကွာပဲထားတော့မယ်ဒီလိုအဖြစ်မျိုးနောက်ဘာမှကိုခလေးကိုချက်ဖြစ်ဖြစ်မကွာအဖြစ်မကန်နိုင်တော့ဘူးပေါ့နော် အားကြောင့်မလို့မိခင်တိုင်းကိုလည်းခလေးတွေကိုယူနေမကွာထားပေးပါလို့ပဲဒီနေ့ကနေပြောချင်ပါတယ်အားလုံးပါတယ်လို့ပြောချင်ပါတယ်တတဘာလို့မဟုတ်